ဒုတိယလောင်းဖယ်ဆင်းမှု သူကအော်လိုက်ပါတယ်ထိုးချိန်မှာသူရဲ့လက်တွေကပုံမြန်လာပြီးဒေါင်လိုက်တန်းစီသွားပါတယ်အေးဓာတ်ကသူတို့ဝင်းလာပြီးမျက်စိတမိတ်အတွင်းမှာပဲမဲနှမ်းနေတဲ့ရေခဲတွေကပေါ်လာပါတယ်ထိုရေခဲတွေကမှောင်လွန်းလာကြောင်းရှေ့ရောက်လုံအောင်မမြင်နိုင်ပါဘူးဒိုးရရင်ချက်ချင်းပဲရေခဲတွေကပီထောင်ကျော်ရှိတဲ့ဓာတ်တလက်ဖြစ်ပြောင်းလဲသွားပါတယ်ဒါကပေါ်လာတဲ့ချိန်မှာဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့ဆုတင်ပါတယ်ကောင်းကင်တုံဟီသွားလောင်းဖီအားတွေနဲ့အတူချုံထက်တဲ့အချိန်ဝါတွေကထွက်လာပါတယ်အစွမ်းထက်တဲ့ဓာတ်ဆွမ်းရည်နဲ့အတူသွေးနှကားကြီးစီကိုဓာတ်ရိုက်တုံးဝင်သွားပါတယ်မီတော့တခင်ရဲ့မျက်လုံးတွေကပြူးကျက် ်သွားပြီးသူ့ရဲ့လက်ချောင်းများကိုကိုက်ကာမှော်ထွင်းစတစ်ခုကိုအမြဲရေးဆွဲလိုက်ပါလေသူကမှော်ထွင်းစကိုပြစ်လိုက်တော့သွေးနီးအောင်လက်လက်တောက်ပရင်ထွက်သွားပါလေကြံတဲ့အစိပ်ပိုင်းအာလုံးကလည်းပြန်ကျဲသွားပြီးအရင်မျက်နှာအာလုံးကနေသွေးနဂါးကြီးစီကိုတိုးဝင်သွားပါလေထိုးရာသွေးနဂါးကြီးကိုဝိုင်းတမ်းမဲ့ပုံပါပဲသွေးနဂါးကြီးရဲ့မျက်လုံးတွေကတိကျလာပြီးကြံတဲ့မျက်စံ၆ဆုံကလည်းတစ်ချက်လက်သွားပါလေဒီတစ်ခါမျက်စံတစ်စုံဝင်ယူတာမဟုတ်ပါဘူးမျက်စံကပြန်ကျဲသွားပြီးမျက်လုံးတစ်ခုလုံးကိုဝင်းမြသွားပါလေချက်ချင်းပဲကဘာကြီးတစ်ခုလုံးကမှောင်မိုက်သွားပြီးအသက်ရှူချိန်၃ချိန်အကြာမှာမှောင်မိုက်မှုကပျောက်ကွယ်သွားပါလေ ဝလင်းကတွန်းဆောင်းမနေပဲမှောင်မိုက်ချင်းရဲ့စွမ်းအုပ်ကိုရှောင်းလိုက်ပါတယ်။သူကရင်သူ့ရဲ့မျက်လုံးတွေကလက်သွားပြီးတွေးနဂါကြီးကိုပဲစိုက်ကြည့်နေပါတယ်။သူကတွေးနဂါကြီးစီကနေရှေးအောင်နှဖျားရဲ့အချိန်ကိုပူပူပြီးတော့ရှင်းလင်းလင်းခန်းစားနေရပါတယ်။မီရောသခင်ရဲ့မျက်နှာကလည်းဖြူဖြော်လာပြီးရှေးကိုတွန်းနေစေပါ။သူ့ရဲ့လက်တွေကလက်တစိုက်တွေကိုပြုလုပ်လိုက်တဲ့အခါကောင်းလေးပုံနဲ့ပဲအစိတ်ပိုင်းဒါစင်ပေါင်းများစွာတွေးနဂါကြီးစီကိုဆက်ပြီးတော့တုတ်ကက်လာပါတယ်။အလောင်းကန်းရဲ့ဘင်းရှေးအောက်ကဖယ်စီထားတဲ့ဓာကြီးကအခုဆိုရင်တွေးနဂါကြီးနဲ့ ပေးထောင်အကွာလောက်ပဲလိုတော့ပါတယ်တခုခုရဲ့တိုက်ခိုက်မှုကိုခုခံနေရသလိုပောက်ကွဲတပ်များထွက်လာပါတယ်မှောင်မိုင်းမှုကလေဟာနယ်တဝိုင်းမှာထပ်ပြီးတော့ပြန်ပေါ်လာပါတယ် ဒီတစ်ခါအသက်ရှူချိန်၄ချိန်စာအကြမ်းင်းခဲ့ပါတယ်အသက်ရှူချိန်၄ချိန်အကြာမှာလီဟန်နေရပုံမှန်ပြဖြစ်သွားပါတယ်ဝက်လင်းကပို့ပြီးတော့မြေမြဆုတ်သွားပြီမယ်သူ့ရဲ့မျက်လုံးတွေကသွေးနဂါးကြီးကိုစိုက်ကြည့်ရင်အလေးနက်ထားနေပါတယ်အလောင်းကိုင်းရဲ့ဘင်းရှိရောက်ကဖယ်စီထားတဲ့ဓာကြီးရဲ့အရှင်ကနှီးသွားတဲ့ပုံရပါတယ်အသက်ရှူချိန်၄ချက်အကြာမှာပီနီယာလောက်ပဲရှေ့ကိုတိုးသွားပါတယ်အဲ့နောက်မှာတော့အကွဲတပ်များထွက်ပေါ်လာပြီးဒါမှအကွဲကြောင်တစ်ခုကပေါ်လာပါတယ်မီတော့တခင်ရဲ့သွေးကြောတွေကဖောင်းကျွာလာပြီးအစိပ်ပိုင်းတွေကသွေးနဂါးကြီးစီကိုဆက်ပြီးတော့တုတ်ကတ်နေပါတယ်ဒူဝရင်ထိုးရအလုံးက မှောင်မိုင်းမှုကလေဟန်တွေကိုဖုံးလင်းသွားတဲ့အခါချက်ချင်းပဲပြောက်ကွက်သွားပါတယ်မှောင်မိုင်းမှုထဲမှာမိဟိန်သက်များထပ်ပေါ်လာပြီးသွေးနကားကြီးရဲ့ဒေါသတကြီးဟိန်သက်ဝင်လဲကြားပါတယ်အသက်ရှုချိန်၅ချိန်ကြာမှာမှောင်မိုင်းမှုကပြောက်ကွက်သွားပြီးဝင်လင်းရဲ့မျက်လုံးတွေကတောက်ပလာပါတယ်သူကဆက်ပြီးမဆုတ်ခါတော့ပဲသွေးနကားကြီးစီကိုတိုးဝင်သွားပါတယ်အလောင်းကိုင်းရဲ့ဘင်းရှိရောက်တို့ဖဲစီထားတဲ့ဓာကြီးကလည်းပြုတ်ကွဲသွားပြီးရှိရောက်လုံကသွေးများအထွက်ကဆုတ်ခါသွားပါတယ်မိတော့တခင်ရဲ့ပါဇက်ကနေသွေးများလည်းထွက်လာပြီးခြေလန်းသုံးလန်းနောက်ဆုတ်ပြီးမှဟန်ချက်ပြန်ထိန်လဲရပါတယ်နကားကြီးရဲ့ခေါင်းကနေခန္ဓာကိုယ်အထိပေတတောင်းရှိတဲ့ဒဏ်ရာကြီးတစ်ခုကရှိနေ ပါတယ်အဝေးကနေချင်းရင်ထိုထိုင်ရာအတော်လေးဥမှာထိလန့်ဖွေရကောင်းပါတယ်ဒိုင်းရာကနေတွေးရမထွက်ပဲသူ့ရဲ့အသားလေးလိုထင်ရတဲ့လက်တီးဆုပ်ရစားရှိတဲ့ဖန်သားတလင်းကြောက်တွေကထွက်နေပါတယ်တွေးနကားကြီးကဟင်းအောင်လိုက်ပြီးသူ့ရဲ့မျက်စက်နေရရုတ်တရက်ပြန်ကျဲသွားပါတယ်မှောင်မိုင်းမှုကထပ်ပြီးတော့ပေါ်လာတဲ့အခါဝင်လင်းကအချိန်မြင့်ပြီးတော့အတင်းတုံးဝင်သွားပါတယ်သူ့ရဲ့ခန္ဓာကနေပောက်ကွဲတက်များထွက်လာပြီးဘေဘက်လက်ကပြာဖြစ်ဖြူကွဲသွားပါတယ်ဒိုးရတဲ့သူကအချိန်ုံမလျှော့ပဲသူ့ရဲ့မျက်လုံးနေမှာစိုးရိမ်မှုနဲ့လိုအပ်မှုတွေကပေါ်လာပါတယ်သူကထုံနေရာမှာရှေးအောင်နှဖျားရဲ့နှလုံးသွေးကိုတွေးရမယ်လို့မထင်နိုင်ခဲ့ပါဘူး ဒါနဲ့ဆိုရင်ငါရဲ့မူလခန္ဓာဟာစံတမှု၃ချိန်ဘေးဒုက္ခနှစ်ခုရဲ့ပထမစံတမှုကိုကျော်လွှားနိုင်တော့မယ်။တွင်ငါကကြည့်ရဝင်လင်းဝန်သတိထားမိပေမဲ့သူ့ရဲ့မျက်လုံးထဲမှာတော့ထိုကျဉ်ညံ့သူကပျော်စိတ်လောက်ပဲရှိပါတယ်။ထိုကျဉ်ညံ့သူကသူ့ရဲ့မှောင်မိုင်းမှုနဲ့တည်ဆုံသွားမှာပါ။ထိုရာအမှန်ပါပဲဝလင်းကတွင်းငါးကြီးနဲ့ပေထောင်ကွာဝေးကိုရောက်တဲ့အခါမှောင်မိုင်းမှုကလီဟာနေကိုဖုံးလွှမ်းသွားပါတယ်။သူကရင်ဒီတစ်ခါမတူညီတာထိုမှောင်မိုင်းမှုကြောင့်မင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးကဝလင်းကိုပထမဆုံးအကြိမ်သတိထားမိသွားပါတယ်။ ထိုအရာအလုံးကဝင်လင်းကြောက်ပါဝင်လင်းကအရင်တည်းကမှောင်ဝိုင်းမှုအကြောင်းကိုနားလည်ထားပြီးသားပါထိုနားလည်မှုကသူ့ရဲ့ကျင့်ကြံမှုအစဉ်နဲ့မသက်ဆိုင်ပါဘူးသူ့ရဲ့နေသားတော်ညာဤပညာအနေလာတာပါနေသားတော်ညာမှာကဘာမူလာဤရမှာရင်းမျိုးကပါဝင်ပြီးထိုအရာအလင်းရောက်ဤရမှာရဲ့ရင်းမြစ်လည်းဖြစ်ပါတယ်မောင်မိုင်းမှုအာလုံကထိုအလင်းရောက်ရှိမှပြောက်ွက်သွားမှာပါ။ဒွားရင်ရှိရှိသမျှအာလုံကဆက်ဆက်နေရပါ။မူလာနီးရမှာမရှိရင်အဆုံးတန်းနီးရမှာလည်းရှိပါတယ်။ထိုမောင်မိုင်းမှုကအဆုံးတန်းနီးရမှာနဲ့ဖဲစည်းထားတာပါ။ မောင်မိုင်းမှုကပေါ်လာတဲ့ချိန်မှာဝယ်လင်းကသူ့ရဲ့ကိုပိုင်စွာနဲ့နေသားသုံးယောက်ကိုအသုံးပြုခဲ့ပါတယ်ရန်သူကိုတတ်ဖို့အတွက်မီးရဲပါဘူး ုံမောင်းမိုင်းမှုထဲမှာအသက်ရှင်မှုအတွက်ပဲရည်ရွယ်ပါတယ်ပထမဦးဆုံးနဲ့တခုတည်းသောအကြိမ်ဖြစ်ထုံမောင်းမိုင်းမှုထဲမှာအလင်းတန်းတစ်ခုကပေါ်လာပါတယ်အရင်အကောင်နဲ့အလင်းမုတ်ပင်ပဲပေါ်လာခဲ့ပါတယ်အလင်းရောင်ထဲမှာဝင်လင်းကသူ့ရဲ့ခန္ဓာကိုယ်လောင်ကျွမ်းနေတာကိုခံစားရပါတယ်သူ့ရဲ့မူလစွမ်းအင်ကလောင်ကျွမ်းနေပါတယ်သူ့ရဲ့မူလဝိညာဉ်အနောက်လောင်ကျွမ်းနေပါတယ်သူ့ရဲ့ကြောက်ခန္ဓာအနောက်လောင်ကျွမ်းနေပါတယ်သူကလောင်ကျွမ်းနေရင်မောင်းမိုင်းမှုကိုဖောက်ထင်းပြီးပေတထောင်အကွာဝေးကိုဖြတ်ကျော်ခဲ့ပါတယ်ပြီးတော့အန်အန်တင်းနေတဲ့သွေးနှကားကြီးရဲ့ဒဏ်ရာထဲကိုဝင်ရောက်သွားပါတယ်ဒဏ်ရာထဲကိုဝင်ရောက်သွားတဲ့အချိန်မှာဝင်လင်းကသူ့ရဲ့လောင်ကျွမ်းနေတဲ့ ခန္ဓာကိုယ်ကိုဂူးမဆိုင်ပဲလက်ကိုအတင်းဝင်ရလိုက်ပါလေသွေးနှကားကြီးရဲ့သွေးသလင်းကြောင့်အမြောက်များပြောက်ွက်သွားပြီးသူ့ရဲ့တလွန်အိထဲကိုရောက်သွားပါလေသူ့ရဲ့မျက်နှာမှာဝမ်းသာအားရမှုနဲ့နှောင်တရလည်းရှိနေပါလေရှေးအောင်နှဖျားရဲ့နှလုံးသွေးကိုဒီနေရာမှာရမယ်လို့သူကမျှော်လင့်မထားပါဘူးရှေးအောင်နှဖျားနေမိအကြောင်းသူကနားလည်ထားသလောက်နှလုံးသွေးအလုံးကိုထော်ဆန်ရယူသွားပြီးသားပါပြီးတော့ထော်ဆန်စီကနေယူဖို့ဆိုတာအရင်အောင်မှခက်ခဲပါလေနှလုံးသွေးကိုရလိုက်လို့ဝမ်းသာပေမဲ့ထုံနှလုံးသွေးကိုရလိုက်တာထော်ဆန်ရဲ့အဆောင်ကိုချီရှုခွင်းကိုဆုံးရှုံးသွားတယ်လို့ဆိုလိုပါတယ် ထို့ကြောင့်နောင်တလည်းရမိပါတယ်နောင်တနဲ့ဝန်တမှုကြောင့်ဝန်လင်းရဲ့မူလဝိညာဉ်ကလုံးဝလောင်ကျွမ်းတော့မဲ့ချိန်မှောင်မိုင်းမှုကပြောက်ွက်သွားပါတယ်သူ့ရဲ့မူလဝိညာဉ်ကပြုတ်ကွဲတော့ပါမယ်သူကတစ်ချိန်ထက်ပြီးတော့တည်ဆုံးပါတော့မယ်ဘလိုပဲဖြစ်ဖြစ်သူကနေတာသုံးညောင်းကိုသူစိတ်ကြိုက်အသုံးပြုနိုင်လောက်အောင်ဒီအစွမ်းမထက်သေးပါဘူးသူဝရင်ထို့အချိန်မှာဝန်လင်းကဖန်တီးလိုက်တဲ့အလင်းရောင်ကြောင့်ကြီးမိလိုက်တဲ့အဖိုးကြီးကထူးဆန်းတဲ့အကြည့်နဲ့ကြီးလိုက်ပါတယ်သူနားမလည်နိုင်တဲ့ကိစ္စကမှောင်မိုင်းမှုထဲကအလင်းရောင်ကြောင့်တက်ရောက်မှုရှိခဲ့တဲ့ပုံရပါတယ်သူကနားလဲသွားပါပြီ ခြေတလန်းနဲ့မှုံမိုင်းမှုကပျောက်ကွယ်သွားတဲ့အချိန်မှာသူကသွေးနဂါးကြီးရဲ့ဘေးမှာပေါ်လာပါတယ်။သူ့ရဲ့ညာဘက်လက်နဲ့ပေါပေါတန်ထိုးလိုက်တော့သွေးနဂါးကြီးရောအဟိလိုက်ပြီးအမြင်မဲဆုတ်သွားပါတယ်။ပြုတ်ကွဲတော့မရအောင်ဒီကြေးကြေးတန်ကြီးကသူ့ရဲ့ခန္ဓာကနေထွက်လာပါတယ်။ဝန်လင်းရဲ့အမြင်ကဝေပွားသွားတဲ့အချိန်မှာအဖိုးကြီးကသွေးနဂါးစီကနေသူ့ကိုဆွဲထုတ်လိုက်ပါတယ်။ဝန်လင်းကအဖိုးကြီးရဲ့ရှေ့မှာဆင်းသက်လိုက်ပါတယ်။အဖိုးကြီးရဲ့ညာလက်ကဝန်လင်းရဲ့မျက်ခုံးတစ်ခုချောက်ကိုတတဲချောက်သွားပြီးမြုံနိုင်ဆရာအင်အားတစ်ခုကဝန်လင်းရဲ့ခန္ဓာကိုယ်ထဲကိုတွန်းဝင်လာပါတယ်။တဖောက်ဖောက်မိတန်ကြီးကထွက်လာပြီးဝန်လင်းကသတိပြန့်ဝင်လာပါတယ်။လောင်ကျွမ်းသွားတဲ့ ဲ့မူလစွမ်းအင်တွေကလည်းချက်ချင်းပဲပြန်ပြေးလာပါတယ်ပြုတ်ကွဲလုံးမဲ့မူလဝိညာဉ်ကလည်းပြန်လဲဆူဆီးလာပါတယ်လောင်ကျွမ်းသွားတဲ့ခန္ဓာကိုယ်အနာကိုပြန်ပြီးတော့အသက်ရှင်လာသလိုပဲထိုးရအာလုံကခဏလေးပဲကြာလိုက်ပါတယ်တကယ်ကိုကောင်းတဲ့လူငယ်ပဲမဲနှံ့နေတဲ့ဝေးုံနဲ့အဖိုးကြီးကဝင်လင်းဝင်ကြည့်ပြီးချီချူးစကားဆိုလိုက်ပါတယ်တိတ်လေတော်ပါတယ်မင်းရဲ့ပုံရိပ်ကိုယ်ကနဲ့ရှေးအောင်နှဖျားကိုလာကြည့်တာဆိုတော့ဒီအဖိုးကြီးကမင်းရဲ့စာနာကိုဖြည့်ဆည်းပေးမယ် ဝင်လင်းရဲ့စိတ်ထဲကနေအန်းတင်သွားပါတယ်သူ့ရဲ့အကြံစီကိုချက်ချင်းပဲဖောက်ထုတ်ခံလိုက်ရတော့သူ့ရဲ့မျက်လုံးတွေကကျုပ်သွားပေမဲ့အမြင်ပဲပုံဝင်ဖြစ်သွားပါတယ်အဖိုးကြီးရဲ့မျက်လုံးထဲကချီချူးမှုကပိုပြီးတော့ပြင်းထန်လာပါတယ်သူကဝင်လင်းကိုရောပြုတ်ကွဲနေတဲ့သွေးနှကားကြီးကိုပါမကြည့်ပဲဝဲကြီးရဲ့ကိုညာလက်နဲ့ညှုံလိုက်ပါတယ်လက်ညိုးတစ်ချောင်းပဲဖြစ်ပေမဲ့ဝင်လင်းရဲ့အမြင်မှာတော့ကဘာကြီးကိုဖောက်ထွက်နိုင်လောက်တဲ့လက်ညိုးတစ်ချောင်းပါကောင်းကင်တစ်ခွင်မှာထိုးအဖိုးကြီးရဲ့လက်ညိုးတစ်ချောင်းနဲ့ မဟာမိတ်ကျက်စုစနစ်နဲ့ကောင်းကင်တခွင်ကြားလီဟာနဲ့အတားစီကိုဖောက်ထင်းခဲ့တာကိုပြန်သတိရမိပါတယ်။ကောင်းကင်ကဝေခရက်ကရုတ်တရက်ရက်တန့်သွားပြီးထိုလူမျိုးရှင်းမှလေပတ်တာရက်လိုက်ပါတယ်။ တဖြည်းဖြည်းနဲ့ပွင့်လာပြီးသွေးပင်လည်မုဒ္ဒနာမှာသွေးနီးအောင်ဖြစ်နေတဲ့ကဘာတစ်ခုကိုပြသလိုက်ပါတယ်ထိုသွေးနီးအောင်ကဘာမှာကရောချုံပုံတရံတောင်တလုံးဝရှိပြီးထိုတောင်ထိတ်မှာလူတစ်ယောက်ကရင်းနေပါတယ်ထိုလူရဲ့သပင်အနီရောင်တွေကလေမရှိပဲလှုပ်ရှားနေပြီးမျက်လုံးနီးကသွေးနီးအောင်ဖြစ်နေပါတယ်သူ့ရဲ့မျက်လုံးနီးတွေမှာတဖက်လူတဲ့စိတ်နဲ့မာမာနာတွေကပြင်းထန်နေပါတယ်ဘသူကမှသူ့ရဲ့ရုပ်ရည်ကိုသတိမထားမိကြပါဘူးဘာလို့လဲဆိုတော့ထိုမျက်လုံးနီးကကြီးမိသူရဲ့အာယုံအလုံးကိုဆွဲဆောင်သွားလို့ပါထော်ဆန် ဝန်လင်းရဲ့မျက်နှာမှာရှုပ်ထွေးတဲ့အမူအရာတွေရဖြစ်သွားပါတယ်သူတို့ရဲ့ကံကြမ္မာရှုပ်ထွေးပါတယ်ဝန်လင်းကမပေါ်လာခင်ထော်ဆန်ကအသိဉာဏ်အမွေနှစ်ခုရပြီးလွန်ခဲ့တဲ့နှစ်ပေါင်းထောင်ကာလထရေလွတ်မြောက်သွားပါပြီထူစီရဲ့ခနာကူနဲ့ကြက်တာကိုအုပ်ချုပ်နိုင်တော့ပါပြီဘလူပဲဖြစ်ဖြစ်သူကလည်းထူစီပါပဲထူစီကဒီပညာတစ်ခုကိုကျင့်ကြံရမှာမအောင်မြင်တဲ့အခါအတွင်းစိတ်နှစိုးဖြစ်ထော်ဆန်ကမွေးဖွားလာခဲ့ရပါအတွင်းစိတ်နှစိုးဖြစ်ဖြစ်မဖြစ်ဖြစ်ထော်ဆန်ကရှီအောင်နှဖျားအစစ်မှန်ပါရှီအောင်နှဖျားရဲ့မျိုးနဲ့စစ်စစ်ပါ ထော်ဆန်နဲ့မတူပဲဝန်လင်းရဲ့ရှီအောင်နှဖေးကရှီအောင်နှဖေးကနီးပညာနဲ့ဖယ်စည်းထားပါအခွေလန်းကောင်းနေကြောင်းကျင်ကားပွင့်အဆင်းကိုရောက်နိုင်ခဲ့ပေမဲ့သူ့ရဲ့မူလခန္ဓာကိုယ်ကစံတတ်မှုသုံးချိန်ဘေးဒုက္ခနှစ်ခုရင်ဆိုင်ရတဲ့အခါဝန်လင်းကသူ့ရဲ့ရှီအောင်နှဖေးခန္ဓာကိုယ်ကမပြေစုံဘူးဆိုတာသိလိုက်ရပါတယ်ထော်ဆန်ကဂေါမုတ်ပြီးဝန်လင်းကိုကြည့်လိုက်တဲ့အချိန်မှာ ရှုပ်ထွေးတဲ့မျက်နှာမူရာပြက်ကွက်သွားပါတယ်။အဲ့အစားတင်ငိမ့်တဲ့အိဆက်မှုနဲ့အစားထိုးခံလိုက်ရပါတယ်။ကံကြမ္မာဆက်နွယ်နေတဲ့လူနဲ့နှစ်ဖျားဝေကေကနေတစဉ်တိတ်တဆိတ်နဲ့ကြီးနေကြပါတယ်။ကဘာနှစ်ခုကလူနှစ်ယောက်ကိုလမ်းခွဲထားကြပါတယ်။ထော်ဆန်ရင်ပါဇက်ကတွန့်သွားပြီးခြေတလန်းလှမ်းလိုက်ပါတယ်။တောင်ဝါးနေထွက်ခွာပြီးဝေကေပို့ရောက်လာပါတယ်။ ူရဲ့အကြီးတွေကပုံဝင်ချင်းကိုလှည့်ပတ်ပြီးတော့ကြီးရှုလိုက်ပါတယ်။မိတော့တခင်ကထော်ဆန်ရဲ့ကြီးနဲ့ထိတွေ့မိတဲ့အခါသူ့ရဲ့စိတ်ကတုန်လှုပ်သွားပါတယ်။သူ့ရဲ့နှလုံးခုန်တန်ကိုလည်းခံစားမိပါတယ်။နှလုံးခုန်တန်နေရမြင်လာပြီးဗဇက်က၆လပါတယ်။မျက်နှာကဖြဖြောလာပြီးမတိစိတ်နဲ့နောက်ဆုတ်သွားပါတယ်။သူကထော်ဆန်ကိုမကြည့်ရတော့ပါဘူး။ထိုလူကကောင်းကင်ဘုံလိုပါပဲ။အတုံးမကြတဲ့ကောင်လေး။ထော်ဆန်ရဲ့အကြည့်မှာလောင်ပြောင်မှုတွေကပြင်းထန်နေပါတယ်အလောင်းကိုင်းရဲ့ဘင်ရှေ့ကိုကြည့်လိုက်တော့လောင်ပြောင်မှုကပိုပြီးတော့ပြင်းထန်လာပါတယ် အတုံးမကြတဲ့ကောင်တွေကတော့လူတွေပဲမင်းတို့ကအတုံးမကြတဲ့ကောင်တွေထက်တော့ပိုပြီးတော့စိုးရတယ်အမှိုက် အလောင်းကိုင်းရဲ့ဘေးရင်ရှိရောက်ကအလောင်းကိုင်းမှာအစင်တန်းမြင့်မားပေမဲ့ထိုးချိန်မှာထော်ဆန်ရဲ့အကြီးရှိမှာမိတော့တခင်ထန်းတော်ပို့ပြီးတော့ဆိုးပါတယ်မျက်နှာဖြူဖြော်လာပြီးအဆက်မပြတ်နောက်ဆုံးနေကြပါတယ်ထိုးကြီးရခန္ဓာကိုယ်ရိုင်းနှက်နိုင်ရှိသလိုခံစားရပြီးသူတို့ရဲ့အသီးစိတ်တွေဟာပျောက်ဆုံးလို့မတတ်ပါဘူးထိုးလူကသာဒေါသထွက်ရင်ကောင်းကင်ဘုံကတော့လက်နက်ချားရမယ်လို့ခံစားရပါတယ်သူတို့ကထော်ဆန်ရဲ့အဆောင်ကိုမြင်ဖူးဝင်မဲ့ဘာကြောင့်မှမသိထော်ဆန်ကိုမြင်တဲ့အခါအန်နီကိုချက်ချင်းပဲခံစားရပါတယ် ထိုခန်းစားချက်ကအရန်အောင်မှထူးဆန်းပေမဲ့၈ရောက်လုံးကအန္တရာယ်ရှိကြောင်းရှင်းလင်းလင်းသတိပေးနေပါတယ်။ဘာလို့လဲဆိုတော့ထော်ဆန်းအနှဖျားတစ်ပါးပါ၊ကျယ်ရှိပွင့်ရှင်းအောင်နှဖျားတစ်ပါးပါ။သူတို့ကတော့တမန်လူသားတွေ၊တမန်ကြီးညံ့သူတွေပါ။မဲနှံ့နေတဲ့ဝိယုံနဲ့အဖိုးကြီးတယောက်ထဲရပဲတည်ငင်နေပြီးဖြည်းဖြည်းချင်းပြောလိုက်ပါတယ်။မျိုးနဲ့စစ်စစ်ရဲ့သွေး၊ရှင်းအောင်နှဖျားဝိညာဉ်ထော်ဆန်ရဲ့အကြီးကမင်းနဲ့နေတဲ့ဝိယုံနဲ့အဖိုးကြီးစီကိုကြောက်သွားပါလေ။သူ့ရဲ့အကြီးကမပြောင်းလဲပဲအိဆက်ဆွန်နဲ့ပြောလိုက်ပါလေ။နောက်ဆုံးတော့အတုံးမကြတဲ့ကောင်မဟုတ်တဲ့တတော်ဝါတကောင်ပဲ။ အဖိုးကြီးကလုံးဝဒေါသမထွက်ပဲပြုံးလိုက်ပါတယ်သူရဲ့ညာလက်ကိုပိုးပေါ်တန်ဝင်ရင်လိုက်တော့သူနဲ့ထော်ဆန်ချာလီဟာနေကဒီချင်းချင်းမိတန်တွေထွက်လာပါတယ်ပြုတ်ကွဲမှုကမမြင်ရတဲ့လေမုန်တိုင်းတစ်ခုကိုဖန်တီးပြီးထော်ဆန်စီကိုတက်တက်ဥတီသွားပါတယ်လီဟာနေပြုတ်ကွဲမှုရင်ဆိုင်ရတဲ့အခါထော်ဆန်ကညာလက်ကိုမြောက်ပြီးထိုးလိုက်ပါတယ်ကဘာကြီးကတုံလုံးသွားပြီးလီဟာနေကပြင်းထန်စွာနဲ့တုန်ခါသွားပါတယ်ထိုးချိန်မှာနိဗ္ဗာန်ဖြစ်စီသူအစဉ်ကျဉ်ကျဉ်သူအချိုးကလည်းရောက်လာကြပါတယ်ထိုးထိုးချက်ကိုမြင်တဲ့အခါသူတို့ရဲ့မျက်နှာတွေကအပြောင်းလဲကြီးတွေဖြစ်သွားကြပါတယ်ကြောင်ရုံထိုင်လန်းမှုကလည်းပြင်းထန်သွားပါတယ်ဝယ်လင်းရဲ့မျက်နှာ ာတော့ဖြူဖြော့သွားပါလေထိုထိုးချက်ရဲ့အဆောင်ကိုသူကရှင်းလင်းလင်းခံစားမိပါလေထိုထိုးချက်ကကြောက်တဲ့အခါလေဟာနဲ့တုန်ခါမှုကအထုံးထဲကိုရောက်ရှိသွားပါလေအဖိုးကြီးနဲ့ထော်ဆန်ရဲ့ဂျာမအကွဲကြောင်းကြီးတစ်ခုကပေါ်လာပါလေ လီဟာနေကိုစုပ်ဖြဲနေသူတို့အတန်များလည်းထွက်လာပြီးတကြိတ်ကြိတ်မိတန်နီကပစ်တင်ထွက်လာပါတယ်မက်ဆီတမိတ်တွေမှပဲလီဟာနေကနှစ်ချမ်းကွဲသွားသလိုပါပဲစကုတရွက်ကိုအလဲအနေချမ်းပြီးနှစ်ချမ်းဖြစ်သွားသလိုပါပဲလီဟာနေအကွဲကြောင်းကထောဆန်ရှိနေတဲ့ကဘာကိုနေပယ်နှစ်ခုအဖြစ်ချက်ချင်းပဲခွဲလိုက်ပါတယ်မင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးကချစ်တလန်းလန်းပြီးလုံးဝပြတ်ကွက်သွားပါတယ်ပြန်ပေါ်လာတဲ့အခါလီဟာနေရဲ့တစ်ဖက်ချမ်းမှာသူ့ရဲ့လက်တွေကလက်တစိတ်တင်တော့ဖွဲစီရမလို့ပါဘူးသူ့ရဲ့ဝေယုံကိုဝင်ရင်လိုက်တော့ကျဲလောင်တဲ့မိတန်နီကထွက်လာပါတယ်ရေခဲတောင်ကြီးတွေကပေါ်လာပြီးမကြိုက်ခင်မှာပဲကီလိုမီတာ ီတာ9000လီဟာနေကိုဖုံးလွှမ်းသွားပါတယ်ထိုကီလိုမီတာ9000ဧရိယာရေခဲတောင်တွေနဲ့ပြည့်နှက်နေပြီးအားလုံးကိုပြုတ်ခွဲပြီးထော်ဆန်စီကိုတိုးဝင်သွားပါတယ်တမန်နီးပညာလေးပဲနိဗ္ဗာန်လီဟာနေအဆင့်ကိုရောက်ပြီးနီးရမောင်းကိုနားလဲနေရင်တော့ဘာဖြစ်လဲထော်ဆန်ရဲ့မျက်လုံးလေးမှာမန်မာနာတွေနဲ့ပြည့်နှက်နေပြီးရေမောလိုက်ကနောက်ထပ်တစ်ချက်ကိုထိုးချလိုက်ပါတယ်ငါရဲ့ရှီအောင်နှဖျားမျိုးနဲ့စုကနီးရမားတွေကိုမကြင့်ကြံဘူးဘာလို့လဲဆိုတော့အဲ့ဒီနီးရမားတွေဟာငါမျိုးနဲ့စုကချိုးဖျက်ရမယ့်အရာတွေ ထော်ဆန်ရဲ့ထိုးချက်ကကြောက်လာတဲ့အခါရေခဲကမ္ဘာတစ်ခုလုံးမှာတဖြောင်းဖြောင်းမီတန်တွေကပဲ့တင်ထပ်သွားပါတယ်။သူ့စီးကိုတိုးဝင်လာတဲ့ရေခဲတောင်တွေပဲဖြစ်ဖြစ်ကီလိုမီတာ9000ပုံဝင်ကျင်းကိုဖုံးလွှမ်းနေတဲ့ရေခဲတွေပဲဖြစ်ဖြစ်ထိုးထိုးချက်ရဲ့ရှိမှအလုံးက ပြုတ်ကွဲသွားပါတယ်။မင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးကတီကြီးရဲ့မျက်နှာနဲ့တိုးဝင်လာပါတယ်။ကီလိုမီတာ9000ရေခဲတွေကလေမုန်တိုင်းတစ်ခုအဖြစ်ပြုတ်ကွဲသွားပေမဲ့ထော်ဆန်စီကိုပြန်ထွက်သွားပါတယ်။ဒီနှစ်ဖေကမင်းတို့အလုံးငါမျိုးနဲ့စုရဲ့အစစ်မှန်စွာကိုပြသပေးမယ်။ ထော်ဆန်ရဲ့အကြီးကမင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးစီမှာမဟုတ်ပဲဝင်လင်းစီမှာရှိနေပါတယ်ထိုအချိန်မှာသူ့ရဲ့ခန္ဓာကိုယ်ကလီဟာနေထဲမှာတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်တစ်ချိန်တည်းမှာပဲလီဟာနေကတစ်ချိန်ထပ်ပြီးတော့တုန်လှုပ်သွားပြီးအကွဲကြောင်းတွေကထပ်ပေါ်လာပါတယ်ပြင်းထန်တဲ့အင်အားတစ်ခုကလီဟာနေကိုစုဖြဲမဲ့အလားပဲထော်ဆန်ပျောက်ကွယ်သွားတဲ့နေရာမှာဝေကဲတစ်ခုကပေါ်လာပြီးထိုဝေကဲမှာပြင်းထန်တဲ့ဆုပ်ယူအားပေါင်းပါတယ်မင်းနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးကတငိန်စွာနဲ့ဝေကဲထဲကိုဝင်သွားပါတယ်အလုံးကလိုက်လာကြတော့မောင်မိုက်နဲ့ဖရားရဲ့အစ်မအစွမ်းပဲ အဖိုးကြီးရဲ့အတန်ပိတ်တင်ထပ်သွားပါတယ်ဝလင်းကတွေ့မနေပဲဝဲကက်ထဲကိုဝင်သွားပါတယ်သူ့ရဲ့မျက်နှာမှာရှုပ်ထွေးတဲ့အမူအရာတွေဖြစ်နေပါတယ်ထိုဝဲကက်ကသူ့ကိုထူစီရဲ့ခနာကူမှာရှိနေတဲ့ရုပ်ဝတ္ထုလီဟာနဲစီကိုပို့ဆောင်ပေးမယ်ဆိုတော့သူကဝိုတိုဝါတာနဲ့တည်နေပါတယ်လီဟာနဲအကွဲကြောင်းထဲမှာချင်းညက်ချင်းချိုအတော်များရဲ့အရွယ်စားရှိတဲ့ရှီအောင်နှဖျားကြီးရဲ့ခနာကူတစ်ပါးရှိနေပါတယ်သူ့ရဲ့လက်ညိုးကအနှဲငယ်လှူရှားပြီးတဖြည်းဖြည်းနဲ့လက်တီးကိုဆုပ်လိုက်ပါတယ်မီးမတနိုင်တဲ့နှစ်တည့်ထဲကမှိတ်ထားတဲ့သူ့ရဲ့မျက်နှာပေါ်ကမျက်လုံးတွေကပထမဆုံးအချိန်ဖြစ်ပွင့်လာပါတယ် အေယာမရှေအောင်နှဖျားမျိုးလုံးဖင်းလိုက်တဲ့အချိန်မှာသူရှိနေတဲ့လီဟာနဲ့အကွဲကြောင်းကပြင်းထန်စွာနဲ့တုန်ခေါက်သွားပါတယ်မတွေးနိုင်လောက်ကျောင်းမောက်ဖွေရကောင်းတဲ့အချိန်မှာတစ်ခါကလီဟာနဲ့အကွဲကြောင်းလေးကိုရုတ်တရက်ပြန့်နှံ့သွားပြီးမတိမငြိမ်ဖြစ်စေခဲ့ပါတယ်ထိုးရဘဲချိန်မဆိုကွဲထွက်သွားနိုင်တဲ့ခန်းစားချက်ကိုပေးနေပါတယ် သူ့ရဲ့မျက်လုံးတွေကတေဆုံနေတဲ့ပင်လယ်မျက်နှာပြင်လိုငြိမ်သက်နေပြီးကြာညောင်းတဲ့အချိန်ကာလကိုသာဖော်ပြနေပါတယ်။သူ့ရဲ့ကြမ်းတမ်းတဲ့အရေးပြားချုပ်သိပျက်စီးနေတဲ့ဂျိုတခုရဲ့မြေပြင်လိုပါပဲ။အေယာမရှေးအောင်နှဖျားလီဟာနေထဲမှာငြိမ်သက်စွာနဲ့စိုက်ကြည့်နေပြီးတဖြည်းဖြည်းနဲ့ကြောင်းမဖွဲရမျက်နှာထားပြောင်းလဲလာခဲ့ပါတယ်။သူ့ရဲ့နှဖူးမှာမှိန်ဖျော်ကျဲရှိပွင့်ရရှိပေမဲ့သူ့ရဲ့မျက်လုံးတွေကပွင့်လာပြီးရှေးလျားတဲ့အိတ်ဆက်ချင်းကနေနိုးထလာတဲ့အခါပထမဦးဆုံးရှေးအောင်နှဖျားကျဲရနေအလင်းရောင်တွေကထွက်လာပါတယ်။မိုးကြိုးပြတ်တဲ့နေရာလီဟာနဲ့အကွက်ကြောင်းတစ်ခုလုံးမှာပြင့်တင်ထပ်သွားပါတယ်။ထိုတန် မိုးကြိုးထက်အစာပေါင်းများစွာပုံမူပြီးတော့အားကောင်းပေမဲ့တေးထားနားထောင်ကြည့်မယ်ဆိုရင်အရိုးတွေပုတ်တိုင်ပြီးတဲ့အတန်ဖြစ်မှန်သိနိုင်ပါလေခန္ဓာကိုယ်ကကျဉ်ညက်ချင်းဂျိုးအတော်များရဲ့ရွယ်စားရှိပြီးကျဉ်ညက်ချင်းဂျိုးတို့ကသူ့ရဲ့ရှေ့မှာရုပ်တစ်ခုလိုပါပဲရှေးအောင်နှစ်ဖျားတဖြည်းဖြည်းနဲ့ထားရလိုက်ပါလေ ရှိဟောင်းနှစ်ဖျားတစ်ပါးထားရဖို့အတွက်ယူလီယာလိုက်တဲ့အကွာဝေးကိုလီဟာနဲ့ကွညွန့်ချင်းကိုမတီးတဲ့ကြီးညံ့သူတယောက်ဖျက်တမ်းဖို့အတွက်나이အတော်ကြာကြာမြင့်ပါတယ်။ဝလင်းကသူရှိရအေယမရှိဟောင်းနှစ်ဖျားကိုစိုက်ကြည့်နေပါတယ်။ရှိဟောင်းနှစ်ဖျားထားရလိုက်တဲ့အချိန်မှာလေပြင်းတစ်ချက်ကတိုက်ခတ်လာပြီးသူနဲ့ပုံဝင်ချင်းကလူတိုင်းကိုနောက်ကိုပြန်ပြီးတော့တွန်းပို့လိုက်ပါတယ်။ မဲနဲ့နေတဲ့ဝေယုံနဲ့အဖိုးကြီးတယောက်ထဲရတာရှေးကိုစိုက်ကြည့်နေပြီးသူ့ရဲ့မျက်လုံးနှိမ့်မှာလှုပ်ဝက်ဆန်းကျတဲ့အလင်းရောင်တစ်ခုပါရှိနေပါတယ်။ရှေးအောင်နှဖျားနဲ့နှိုင်းရှင်ရထိုချင်းညံ့သူတွေကပျော်စိတ်တွေထက်အစာပေါင်းများစွာတင်းငယ်ကြပါတယ်။ငါရှေးအောင်နှဖျားထော်ဆန်းအင်အားကြီးတဲ့အတန်တစ်ခုကပဲ့တင်ထပ်သွားပြီးပုံဝင်ချင်းရလီဟာနေရအကွဲလာပါတယ်။အလောင်းကိုင်းရဲ့ဘင်းရှေးအောင်ရဲ့မျက်နှာကလည်းဖြစ်ဖြော့သွားပြီးဆုတ်ခွာချင်ကြပါတယ်။ဒူဝါရင်သူတို့ကရွှေလျားလိုက်တဲ့အကွာဝေးကအီယာမရှေးအောင်နှဖျားအတွက်အဓိပ္ပာယ်မရှိပါဘူး။တော့ဒါနှဖျားလား မိတော့တခင်ရဲ့မျက်နှာပိုပြီးတော့ဖြဖြောက်သွားပြီးမတွင်းနိုင်လောက်ကိုကြီးမာတဲ့ရှီအောင်နှဖျားရဲ့ခန္ဓာကိုယ်ကိုစိုက်ကြည့်နေပါလေ ူရဲ့ကြီးညက်မှုအစင်းနဲ့တော့အကူညီမဲတဲ့ခန်းစားချက်ကိုခန်းစားရပါလိမ့်။ဝယ်လင်းကတော့အားလုံးထဲမှာအနေဆုံးကြီးညက်မှုအစင်ရှိနေပါလိမ့်။တွေးရအမထွက်ပေမဲ့သူရဲ့ခန္ဓာကနေအကွဲတန့်နေရပုံမထွက်လာပါလိမ့်။အကွဲကြောင်းနေရပုံများလာပြီးရင်ဘက်ကအကွဲကြောင်းကသူရဲ့ခန္ဓာထဲကိုထိုးဖောက်ဝင်ရောက်သွားပါလိမ့်။သူရဲ့မျက်နှာထားကလည်းဗလာဖြစ်နေပြီးမူလဝိညာဉ်ကလည်းဒဏ်ရာသွားပါလိမ့်။ခန္ဓာကိုယ်ကကြောက်တုံးပြန်ဖြစ်လာတော့မဲ့လက္ခဏာတွေကိုပြသနေပါလိမ့်။နိဗ္ဗာန်ဖြတ်စည်းသူကြီးညက်သူတွေကလည်းဝေကက်ထဲကိုဝင်ရောက်လာကြပါလိမ့်။သူတို့ရဲ့ကြီးညက်အစင်းတွေကြောင့်အချိန်နီးရမှရဲ့တယောက်မှုကိုမခံရပေမဲ့ ဲ့အခုချိန်မှာတော့သူတို့ရဲ့စိတ်တွေကပြုတ်ကွဲတော့မဲ့အတိုင်းပါပဲမိုးကြိုးပြတ်တန့်နေရလေနားထဲကိုပဲတင်ထလာနေရကြောင့်ထိုတန်သူတို့ရဲ့မူလဝိညာဉ်ကိုမတိမငိမ့်ဖြစ်စေပါလေထိုင်နေတဲ့ရှီအောင်နှဖျားရဲ့အကြီးအအိဆက်သွားပြီးဒုတိယကျေကလင်းလက်တော့ပါလာပါတယ်တေချာကြည့်မဲ့ဆိုရင်လင်းလက်နေတဲ့ကျေထဲမှာထူးခြားတဲ့အရာတစ်ခုကရှိနေတာကိုမြင်တွေ့ရပါလိမ့်မယ်သူကသူရှိမှရက်နေတဲ့ကျဉ်းကျဉ်းသူတွေကိုကြည့်ပြီးတမန်လူတွေကိုရင်ကောင်နဲ့မောင်းထုတ်သလိုလက်နဲ့ရိုက်ထုတ်ဖို့အတွက်မြှောက်လိုက်ပါတယ် တမန်လူတွေရင်ကောင်းမောင်းထုတ်သူလို့လက်နဲ့ရိုက်ထုတ်ဖို့အတွက်မြှောက်လိုက်ပါတယ်သူရဲ့လက်တွေကကြီးညံ့ချင်ဂျူရီရဲ့အရွယ်စားရှိပြီးလှုပ်ရှားလိုက်တဲ့အခါဖန်တီးလိုက်တဲ့လေဟာခုခန့်လို့မြန်နိုင်တဲ့အင်အားတစ်ခုပါဝင်နေပါတယ်အကွာဝေးဆိုတာရှီအောင်နှဖျားအတွက်အဓိပ္ပာယ်မရှိသလိုပါပဲသူရဲ့ညာလက်ကိုမြှောက်ပြီးဝန်ရမ်းဖို့အတွက်ခဏလေးပဲကြာလိုက်ပါတယ် သူကနေကျဉ်းကျဉ်းသူအားလုံးအတွက်တော့ထိုလက်ကသူတို့ရဲ့အမြင်အောင်တစ်ခုလုံးအစားထိုးသွားပါလေနားမခံနိုင်လောက်ကျေလောင်တဲ့အတန်ကြီးကလူတွေရဲ့နားတွေကိုမရောက်ခင်ပါပဲထိုလက်ကအနီးနားကိုရောက်နေပါပြီထိုလက်ရဲ့အမြင်တော့ဖော်ပြဖို့ဆိုတာမဖြစ်နိုင်ပါဘူးရှေးဆုံးကနိုင်ပန့်ဖြစ်စီသူကျဉ်းကျဉ်းသူကလုံးဝမလွတ်မြောက်နိုင်လို့သူ့ရဲ့အင်အားကိုအပြည့်အဝအသက်သွင်းပြီး ကာကွယ်မှုအလွှာတွေကိုသူ့ရဲ့အရှိမပေါ်လာစေခဲ့ပါတယ်။ကာကွယ်မှုအလွှာတောင်းတဲ့ချိန်ပြီးပေါ်လာတဲ့ချိန်မှာသူကနောက်ဆုတ်သွားပါတယ်။တင်းတဲ့ချင်းချိုးရွယ်စားရှိတဲ့လက်ကိုခုခံမှုအတွက်ပြင်းထန်တဲ့ဒဏ်ရာတစ်ခုကိုခံယူဖို့အတွက်စူးစမ်းနေပါတယ်။ထိုလက်ကကျဉ်းကျဉ်းသူရဲ့ကာကွယ်မှုအလွှာကိုထိမိသွားပါတယ်။ကာကွယ်မှုအလွှာတောင်းချီရာ ရှေးဟောင်းနဖျားရဲ့လက်အရှိမှာစကုပါလွက်လေးလိုပဲပျော်ပြောင်းနေပါလေ။ကျဉ်ညံ့သူရဲ့ပုံဝင်ခြင်းဟာကောက်ကွယ်မှုအလွတ်တောင်းတဲ့ချီရလေဒပိုင်နဲ့ထဲပြုတ်ကွဲသွားပါလေ။အမှန်တော့အလွတ်တစ်ခုချင်းစီရဲ့ပြုတ်ကွဲတဲ့ချားမှာအနေငယ်ကွာဟချက်ကရှိပေမဲ့ထိုအနေငယ်ကွာဟချက်ကအရင်ဦးမှတင်းခဲ့တာကြောင့်အထိပယ်မရှိပါဘူး။လက်ကလည်းရက်တက်မသွားပဲဆက်လက်ဝင်ရမ်းနေပါလေ။နိဗ္ဗာန်ဖြစ်စည်းသူအစောပိုင်းအဆင့်ကိုရောက်ရှိဖို့အတွက်မီးမတိုက်နဲ့နှစ်တွေကော့ဆုံးခဲ့ရတဲ့ကျဉ်ညံ့သူကဝမ်းထဲချိတ်ကွဲတဲ့အပြုံတစ်ခုကိုပြသပြီးသူ့ရဲ့ခန္ဓာကိုယ်ကသိမ်းမုန်နေအဖြစ်ပေါက်ကွဲသွားကရှေးအောင်နဖျားရဲ့လက်မောင်းပေါ်မှာပဖျံ 先共挖哩。 သူရဲ့မူလဝဉ္ဇဉ်ကလည်းပျောက်ကွယ်သွားပါတယ်မူလစွမ်းရည်အဖြစ်ပြောင်းလဲပြီးရှေးအောင်နှဖျားရဲ့ကြံတန်းတဲ့အရေးပြပေါ်ဟာအကွဲကြောင်းတစ်ခုပါနေတဲ့စဉ်ဆုပ်ယူခံလဲရပါတယ်ရှေးအောင်နှဖျားမရက်မနာလှူရှားနေတာကိုမြင်တော့မဲနှံ့နေတဲ့ဝိယုံနဲ့အဖိုးကြီးရဲ့မျက်လုံးတွေမှာထူးဆန်းတဲ့အလင်းရောက်တစ်ခုကပေါ်လာပါတယ်သူကခြေတလန်းလှမ်းလိုက်တာနဲ့မင်းမတွနိုင်တဲ့အကွာဝေးကိုဖျက်ကျော်ပြီးရှေးအောင်နှဖျားရဲ့လမောင်းရှေ့ကိုရောက်ရှိသွားပါတယ်အေယာမလန်နဲ့နိုင်ရှင်ရဲ့အဖိုးကြီးရဲ့ခန္ဓာကိုယ်ကအရန်အောင်မှတင်းခဲ့ပါတယ်ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမင်တရှိပါ